အစီစဉ်ရသံမောတဏိယဩဝါဒကထာနာယူရန်ဖြစ်ပါတယ်ဗျာနိုင်ငံတော်ပြည်အပ်တည်သာသနာတက္ကသိုလ်များအုပ်ချုပ်ရေးဘူအဖွဲ့ဥက္ကဋ္ဌနိုင်ငံတော်သံဃာမာနာကအဖွဲ့ဒုတိယဥက္ကဋ္ဌအက္ကမဟာပန္တိတအက္ကမသတ္တမသောတိကထဇဒေါက်တာဗဒ္ဒန္တစန္ဒနာတာရကြောင်မဲဆရာတော် မဟာထေရှင်သူမြတ်ကြီးဖေဟာသံမောဒနီယဩဝါဒကထာမြွတ်ကြားချင်းမြင့်ပေတော်မူပါယံယူသည်လိမျက်စွာလျှောက်ထားပန်ကြားအပ်ပါれဖေဟာတထောင်386ခုနှစ်နရောလာပြီနေ့2024ခုနှစ်ဒီဇင်ဘာလ15ရက်တနင်္ဂနွေနေ့ယနေ့ ကျက်သည်မင်္ဂလာအပေါင်းနှင့်ပြည့်ဝသောအခါသမယ၌ကျင်းပါသည့်အခမ်းအနားသည်နိုင်ငံတော်တန်ခမာနာယကအဖွဲ့နိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်ရန်ကုန်မန္တလေးတို့မှ1383ခုပညာသင်နှစ်တွင်သာသနာတက္ကသီလမဟာဓမ္မစရိယနှင့်သာသနာတက္ကသီလဓမ္မစရိယဘွဲ့ရရှိတော်မူကြသော ယဟန်တော်များအားဘွဲအနှင်ဆက်တတ်သည်အကျဉ်း30မြောက်သာသနာတက္ကသီလမဟာဘွဲနှင်းသဖြင့်အခမ်းအနားဖြစ်ပါသည်ဤကဲ့သို့ခန္ဓာတဏ္ဍာရလစွာသောမဟာဘွဲနှင်းသဖြင့်ခမ်းမာကြီး၌ဘွဲခံယူမိသာသနာအာဇာနည်များပေါ်ထွက်လာရအတွက်သာသနာအုပ်ဆောင်ဆရာတော်ကြီးများ တန်ခါအဖွဲ့အစည်းအဆင့်ဆင့်မှဆရာတော်အရှင်မြတ်များသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဤထောင်စုဝန်ကြီးနှင့်တကွအရာတန်းအမှုတန်းများသာသနာဥပဋ္ဌာကနှင့်ဥပဋ္ဌံမကဒကာဒကမများအလှရှင်ဒါယကာဓာယိကာမများတို့ကစိတ်တူကိုယ်တူစွာအားထုတ်ဆောင်ရွက်ခဲ့ကြရပေသည်ဝဲခံအရှင်မြတ်များအား အထူးအလေးထား၍မှာကြားလူဒီမှာအရှင်မြတ်တို့သည်ပိုးဝေစကတပုံညတာမင်္ဂလာနှင့်အညီရှေးကုသိုလ်ကံထောက်မှ၍သာသနာဝန်ထမ်းရှင်ယဟန်းဘဝကို မြင့်မြတ်လာစွာ ရရှိပိုင်ဆိုင်ကြပြီးရှေးဘုံရှေးကံကြီးမားသည့်အလျောက်ပရိယတိသာသနာတက္ကသူကြီးများတွင် ကြောင်းကြမဲ့စွာတင်ယူစီးပူခွင့်ရကြရခဲ့ကြပြီးအရှင်ဘုရားများဤစာပေတင်ယူမှုပရိယတ်တိသာသနာပြု လုပ်ငန်းတွင်ဘဲစုံကြည့်အယီချင်းရှိတော်မူကြသောဆရာသမားများနှင့်လိုလေသေးမရှိ ထောက်ပံ့အားပေးချီးမြှင့်ကြသော နိုင်ငံတော်အစိုးရနှင့်တကွတကားတကမာများဤအကူအညီကိုလည်းရယူနိုင်ခဲ့ကြပြီး ယခုအခါတွင်အရှင်ဖျားများသည်မြတ်စွာဘုရားရှင်၏ဒေသနာတော်များကိုတင်ယူလေ့ကျက်တတ်သိပြီးသောတုဒ္ဓဗုဒ္ဓများအဖြစ် ရရှိကြပြီးတတ်သိနားလည်ပြီးသောဘုရားရှင်၏ဒေသနာတော်များကိုမိမိကိုယ်တိုင်လည်းကျင့်ကြံအားထုတ်ကြ၍အခြားသူတို့အားလည်းလိုက်နာကျင့်ကြံနိုင်စေရေးအတွက်ဖြန့်ဝေပေးရန်အချိန်တန်လျက်ရှိပါပြီ။ အထူးအဖြင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိဝေးလံခေါင်ဖြားနေစုံနေဆက်တောင်တန်းဒေသများ၌နေထိုင်လျက်ရှိကြသည့်တိုင်းရင်းသားညီကိုမောင်နှမများသည်ဓမ္မပီတိဓမ္မရတများကိုခံစားခွင့်မရရှာကြသေးပါ အရှင်မြတ်တို့တည်မြင်တက်မြောက်ထားသောလောကီလောကုတ္တရာပရိယပညာများဖြင့်သာသနာတော်မြတ်ကြီးအတွေ့ တောင်တန်းနဲ့နေဆက်ဒေတာများတွင် အလုံကျွေးပြူရန်အချိန်တန်လျက်ရှိပြီတိုင်းပြည်အစိုးရမင်းများနှင့်တကားအလူရှင်ဒါယကာဒါယိကာမာများဤရှိမြောက်ထောက်ပံ့မှုဆရာသမားများဤတင်ကြားပို့ချမှုတို့ကြောင့်မိမိတို့ရရှိလာသောပရိယတ်တိပညာစွမ်းရည်များကိုမိမိနိုင်ငံမိမိအမျိုးမိမိဘာသာသာသနာတော်အတွက် တန်ဖိုးရှိရှိထက်ထက်မြက်မြက်စနစ်တကျအသုံးပြုတတ်ကြရန်ဘွဲကံယဟန်တော်များအနေဖြင့်တာဝန်ရှိလာပေသည်မြတ်ဗုဒ္ဓ၏သာသနာတော်ကို ကောင်းမွန်စွာနှလုံးပိုက်စေရရာခဲလာသောသာသနာတော်နှင့်ယဟန်ဘဝကိုအချီးအနှီးမဖြစ်ရအောင်ဘုရားရှင်၏ပရိယတ်တိသာသနာတော်ကြီးအရှိခန့်၍တည်တံ့တိုးတက်ထွန်းကားနေစေရန်အတွက် သီလသမာဓိပညာသိက္ခာ၃ရပ်တွင် အခြေခံဤမိလျက်ယဟန်တန်တော်များဘက်ကလည်းဒုရနှစ်ဖြာမိမိတို့တာဝန်ကိုကျေပြွန်အောင်ထမ်းဆောင်နိုင်ကြပါစေမိမိတင်ယူတက်မြောက်ပြီးသော ပရိယတ္တိဒေသနာဉာဏ်ဖြင့်သီလသမာဓိပညာသိက္ခာ၃ရပ်အချက်မြတ်ပေါ်တွင်ခိုင်မြဲစွာယက်တီလျက် ဤကဘာလောကဤတစ်ခုလုံးကိုသာသနာအယောင်ဖြင့်ထွန်းပြောင်းခြင်းလက်နိုင်ကြပါစေဟူ၍မေတ္တာရှိထားလျက်ဤတံမောတ္တိယဩဝါဒကထာကိုမိဂုံးကပတ်အဆုံးသတ်အပ်ပါသည်သာဓုသာဓုသာဓု